မင်္ဂလာပါညရှိခွာဆာဆောင်မနှုတ်ဆက်တာပါတယ်ဇွန်လ9ရက်2025ခုနှစ်တနင်္လာနေ့ငါတို့ဒီဖျားခင်လက်တော်မှဒုက္ခချမ်းသာကိုခံယူသည်ဖြစ်၍ဒုက္ခစီရဲကိုမခံယူရသလိုယောဘရှင်ဤယောဘဝတ္ထုအခန်းကြီး၄ခန်းငယ်၁၀ဆင်ရှင်ကယောဘ၏စီရဲခံရခြင်းတွင်အမှချမ်းသာနိုင်လာသောယောဘဝတ္ထုတွင်ယောဘသည် အမှားယွန်းမလုံးပါလျှက်နှင့် ဆင်းရဲဒုက္ခရောက်ခဲ့ရပါသည်။ကျန်းစာ၌ရောပါသည့်ဖျားခင်အားကြောက်ရွံ့ဖြောင့်မတ်တော်သူဖြစ်ကြောင်းဖော်ပြပါသည်။အရှိပြီမှာအယက်သားတကားရုထက်ဆုံးလင်၍ကြီးမြတ်တော်သူဖြစ်ပါသည်။ထို့နောက်မှာရောပါသည့်အလွန်ကြီးမားသောဘီယန်၏ကိုရုတ်တရက်ရေးဆိုင်ရပါ၏။သူ၏ပိုင်ဆိုင်မှုများတာသမီများနှင့်ကျမ်းမာခြင်းကိုဆုံးရှုံးခဲ့ရပါသည်။ရောပါ၏ငွေချင်း၃ယောက်ဖြစ်သောအဲလီဖန်ဖီလက်တန်ဇောဖာရုကသူတို့ကိုနှိမ့်သိမ့်ရလာခဲ့တော်လဲအချင်းချင်းညှင်းခုန်နေကြရနိုင်မယ့်အချိန်ကုန်ခဲ့ပါသည်။ သည်ဇနီးတဲ့ကလည်းအပြင့်တင်ပါသည် ထုံအခါမှာယောဘကမရင်းရိုင်သောစိတ်နှင့်ဒုက္ခစီရင်ကိုမခံယူရသလိုမေးမြန်းခဲ့ပါသည်။တခါကအလုံးရှင်တတိယတယောက်သည်သူ၏မန်နေဂျာအားစမ်းသပ်လိုသောသဘောဖြင့်လုံခလာစာကိုလာခုံ၍ထုတ်ပေးသောအခါစာအိတ်ထဲမှလာစာအဖြစ်ချက်တသောပို့ထည့်ပေးပါသည်တဲ့။တလာပြီးတလားချက်တသောပို့ထည့်ပြီးတော့လည်းမန်နေဂျာထံမှဘာမှတုံ့ပြန်မှုမရပဲနေပါသည်။တချိန်မှာတော့တတိယကလာစာအိတ်ထဲသို့ ကြက်တသောကိုရှော့၍ထည့်ပေးလိုက်ပါသည်ချွတ်ချင်းမီတုတ်ပြန်မှုကိုရခဲ့ပါသည်ဒေါ်လာထွက်လျက်တထည့်ကိုကျွန်တော်လာစားတသောရောနေပါတယ်တထည့်ဘလို့လုတ်ပြီးငွေရင်ရတာလဲဟုပြောပါသည်တထည့်ကရင်လျက်ဟုတ်လေဟုတ်တဲ့မန်နေဂျာပုံနေတော့ကငြိမ်နေပြီးလုံနေတော့မှအရှိရှူရသလားကွယ်ဟုတ်ပြောခဲ့ပါတဲ့။ဖျားခင်ထမကောင်းချီးမင်္ဂလာကိုခံယူခြင်းမှာရောဝါဒီပြောရွှင်ခဲ့သလိုရှင်ရဲတော့ကကိုလက်ခံတော့ခံပါလဲ။စိတ်ဓာတ် ခိုင်ခန့်၍ဖြောင်းမန်းနေစေဖြစ်ပါသည်။ယောဘဤသစ္စာတရားသည်ယုံကြည်သူအတွက်အတူယူစရာဖြစ်ပါသည်။ကောင်းစားပါမှအစဉ်ပြေပါမှဖျားရှင်ကိုချီးမွမ်းရန်သစ္စာဆောင်ရမဟုတ်ပါ ။ဥမတော်မသီလဆောင်မည်ဟုသောတွင်မျိုးယုံကြည်သူများမှမထားရပါ။လောကီအစဉ်လာစည်းရင်ခြင်းနှင့်ဘေးဒုက္ခများကိုကြုံလင်ဖျားသခင်ကိုပြမခြင်းအပြင်းတင်ခြင်းပုံကန့်ခြင်းများကိုလုံးဝမပြုလုပ်ပေနေဖို့ပါ။ယောမသည်ဤမှုများနှင့်တွေ့ကြုံတော်လေနှုတ်ဖြင့်မမယုံအားလုံးဖျားခြင်းကောင်းပြီးပါစေ။